ပြီမမေကူကူမမအပိကြရဲမောင်စိမ်ဝင်အဲစီစဉ်သူထွန်းတော့စီစဉ်သူထွန်းတော့စီစဉ်သူထွန်းတော့ဆိုတော့အာသူ့အတွက်ပဲအားလုံးကဝိုင်းဝန်းပေးကြရတာပေါ့ဘူးမရသေးဘူးလေကိုရတာတကယ်ချင်းလည်းဖြစ်နေတော့ညနိုင်ညီကိုကြီးပဲယူရတယ်ညီကိုကြီးပဲယူရတယ်အဲနည်းနည်းလေးပြုံးမိသွားတဲ့ဟာလေးတောင်တချို့ရှိတယ်။ဘာလို့လဲထွန်းတော့အဲ့လိုအဲ့မင်းသားဝက်ကြီးနဲ့အဲ့လို တောင်းတောင်းကြီးနဲ့ဘေးနားမှာလိုက်ရက်နေတဲ့အချိန်မှာနည်းနည်းအောင်ပြုံးကျင်သူဖြစ်သွားတယ်။ကျွန်တော်တို့ကဟိုပေါ်တာမပေါ်တာဘူးဆိုတာလည်းပေါ့နော်ပရိသတ်ကဟိုကြိုက်တယ်ကတော့အများကြီးကွဲမှာပေါ့လေဟိုတချို့ကလည်းခုနကျွန်တော်ပြောဆိုပေါ့ dialogue တွေနဲ့ ပြောမှာရည်ကျင်တဲ့ပြည်သက်လည်းရှိသလိုကျွန်တော်တို့ဒီအယုတ်တွေပြမှာပဲရည်ကျင်တဲ့ပြည်သက်တွေလည်းရှိတာပေါ့လူမျိုးမျိုးကအကြိုက်မျိုးမျိုးရှိနေဆိုတော့လေအများကြီးတော့ကျွန်တော်တို့ရာခိုင်နှုန်းခွဲပြောလို့တော့မရဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့ဖန်တီးတဲ့နေရာမှာတော့အာကျွန်တော်ဖြစ်စီချင်တာတော့ရုပ်ရှင်ဆိုတဲ့အတိုင်းပဲအယုတ်နဲ့ပလော့နဲ့အာပြည်သက်ကိုပြောပြတင်ဆက်တာတော့ပိုကောင်းတာပေါ့လေကျွန်တော်တို့ကဟို dialogue တင်နေပြောတာအငိတ်ပဲကောင်းတာပေပေမေမေကူကူမမအပိဂျာနေမောင်စိန်ဝင်ဟုတ်တယ်ဒါဇက်သပင်ရဲ့ best stage move လေးတော့ရတာပေါ့လေကျွန်တော်တို့ဇက်ဇက်တီရဲ့ဟိုအရသာလေးတခုတော့ပြန်ရတာပေါ့အဲအငွေ့တက်လေးတော့ပြန်ရတာပေါ့အဲဒီရွာမှာလည်းတကယ်ကိုကျွန်တော်တို့ကဇက်စင်ကြီးစောက်ပြီးတော့ဒီဇက်ရုံနောက်ဘက်ကပစ္စည်းပစ္စည်းရည်ဆိုလဲဒါတင်မောဆမ်းဝင်းဇက်ထဲကပစ္စည်းတွေကိုကျွန်တော်တချို့တစ်ဘက်ယူပြီးတော့ setting တွေ design တွေလုပ်လိုက်ကြတာဆိုတော့အဲဒီအငွေ့တက်လေးတော့ပြန်ရတာပေါ့ခုဆုံးတော့ကတဲ့တယ်လေငကိုတွေကသူတို့အငိမ့်နေပါလေကနေရဇွဲရည်တွေဆိုလဲတကယ်ကိုအငိမ့်ကို professional ကနေကလေးဆိုတော့အားလုံးအဆင်ပြေပါတယ် တော့ကတော့အဲကျွန်တော်ကတည်တဲ့အတိုင်းပဲ။ तू ကတော့အဲ့တိုင်းပဲ။ तू ကကျွန်တော်တို့တခါလေးနိုင်ငံသားဖြုတ်ပြီးဒီမှာလဲ तू ကအဲ့လိုကလီကာရာရှိရဲ့ तू က तू ကအဲ့လိုသူ့ပုံစံနဲ့သူ့ပုံ။စိန်ဝင်းစိန်ဝင်းဇမင်းသားလေးမောင်စိန်ဝင်းအဲ့ချီစီစုထွန်းတော့ချီစီစုထွန်းတော့ချီစီစုထွန်းတော့ဆိုတော့အာသူ့အတွက်ပဲအားလုံးကဝိုင်းဝန်းပေးကြရတာပေါ့။အင်းဘုရားဒီကိုလည်းပေါ်ရတာ တငယ်ချင်းနဲ့ဖြစ်နေတယ်ညနိုင်ညီကိုကြီးပဲယူရညီကိုကြီးပဲယူရရုပ်ရှင်ဖြစ်တဲ့အတွက်ကြောင့်ရုပ်ရှင်ရဲ့ဟိုပြရမယ်အယုတ်တွေကိုကျွန်တော်တို့ကချိတ်ဆက်မှုတွေနဲ့ပရိသတ်တွေကို entertain လုပ်တာပေါ့လေကျွန်တော်တို့ကတော့တချို့ကျွန်တော်တို့ရိုက်ခဲ့တဲ့တချို့ကားတွေကျတော့ dialogue ကိုအားပြုတာပေါ့ဒါဒီအားကျတော့အယုတ်ကိုအားပြုပြီးတော့ plot ကိုပူစားပေးလိုက်ပြီးတော့တည်လိုက်တဲ့ဟိုအခန်းစဉ်လေးနဲ့ရုပ်ရှင်ဖြစ်တဲ့အတွက်ကြောင့်ဒါကျွန်တော်တို့ကအဲခါတာဆိုပေမဲ့ ဟိုပုံစံတစ်မျိုးတော့ဖြစ်သွားတာပေါ့လေသူကတရဲတယ်မကောင်ကြောက်စရာမှန်များအကုန်ကြောက်တာသူကြောက်တာဆိုလို့မိမကိစ္စပဲရှိတယ်စိန်ဝဲဆိုတာဘာတူလဲညီလေညီလေအဲ့လိုဘလော့နဲ့ဟိုဇက်အိမ်လေးနဲ့တည်တည်ခိုင်ခိုင်ကန့်ကန့်လေးနဲ့အဲတွားတဲ့ဟိုဟိုဟာဟိုဘယ်လိုပြောမလဲပြောပြဟာသားပြောပြတင်ဆက်မှုလေးကရှားတယ်ပေါ့ဒီထက်ကတော့ရှားနည်းနည်းရှားတယ်ကားလို့ပြောလို့ရပါဘူးသူကလည်းရိုက်ရင်းနေပေါ့နော်ဒါကိုယ်ရင်ပြီးတဲ့အချိန်တွေရှိမယ်ချင် အဲနည်းနည်းလေးပြုံးမိွားတဲ့ဟာလေးတောင်တချို့ရှိတယ်ဘာလို့လဲထွန်းလုံးအဲ့လိုအဲမင်းသားဝက်ကြီးနဲ့အဲ့လိုတောင်းတောင်းကြီးနဲ့ဘေးနားမှာလိုက်ရက်နေတဲ့အချိန်မှာနည်းနည်းအောင်ပြုံးကျင်ဘူးဖြစ်သွားတယ်။မြန်မာကမှာဘယ်လိုဆုံးမလဲဘယ်လိုကုလကလည်းဖြစ်နေလားမြင်ဘူးပါတယ်ထွန်းလုံးကခုနပြောသော်နိုင်ငံသားဖြောပြပွဲတွေမှာသူအဲ့လိုကလေးကတာရှိတယ်အဲဒါမဲ့လည်းအဲ့လိုမျိုးပေါ့အဲ့လိုတကယ်ဟိုထဲမှာမြင်တော့လေသူကမြင်တိုင်းလဲရည်ကျင်ပါတယ်ဥဆောင်ဝင်လက်ခံရတဲ့ဇက်ဖွဲ့ရလေ ကောင်းဆုံးကအသွင်ပြောင်းပြီးတော့လူတွေပါဆွဲရမယ်ဒါကိုပြောနေတာဒီဘောင်ရောက်ကြတဲ့အဆင်မပြေတာဟမ်ညကလည်းငေါ့ကိုအကောင်လိုက်ပြီးသရေ၆ခုကောင်းပါလေသရေဆိုတော့ကျွန်တော်၆လမ်းဝါတဲ့ဂျင်းတစိမမပါဘူးလေ၆လမ်းဝါတဲ့ဂျင်းမမပါဘူးတယောက်နဲ့တယောက်ဇက်ပွဲနဲ့ဒီရွာနဲ့ကတယောက်နဲ့တယောက်ဒီတန်တရားတွေနဲ့ဖြစ်နေကြတဲ့ပုံမှာကျွန်တော်တို့က plot တင်နေတော့တာဆိုတော့အဲသရေကဆိုပေမဲ့ဟိုဟို၆လမ်းနာမပါတဲ့ကားပေါ့လေ အဲရိုင်းရဲ့လီတော့တေချာလေးရိုက်တယ်ဗျရိုင်းရဲ့ကတော့တေချာလေးရိုက်တယ်ကျွန်တော် production design တော့တော်တော်လေးကိုလုပ်ပါတယ် budget ကလို့အဲဟာတာအနေနဲ့ပြောတော့ပါ production design လေးတော့အဲ့လိုဇက်အဖွဲ့ရဲ့အပြင်စင်လေးတွေကျွန်တော်တို့လိုအပ်တဲ့ဇက်ကိုဟိုတကယ်အထောက်အကူပြုမဲ့ကိစ္စလေးတွေတော့ကျွန်တော်တို့အင်းအပြည့်အားပြည့်သုံးထားပါတယ်ဒီကတော့ထင်အောင်ထုံးပေါ့လေထုံးထုံးကဒီဇက်လေးကိုအခုရိုက်ကြအောင်ဆိုတော့အေးရိုက်ပေါ့ကျွန်တော်ဇက်လန်းတဲ့ပြီးတော့ကျွန်တော်စီစဉ်တာတဲ့ okay ပေါ့အဲ့လိုရိုက်တာအဒီကထုံးထုံးကြောင့်ပါရိုက်ဖြစ်တာ အေးပါသူကတော့ pressure များနေရပေါ့ဒီဇက်ကားကိုသူ season တကြလေးပြီးမြောက်ဖို့တသက်ရက်လေးပြီးဖို့ကသူ့ပုံမှာသူ့ပခုံးပုံမှာရှိနေရပေါ့လေအရိုက်ကူးတဲ့အချိန်တုန်းကလည်းအဲ့တော့သူပြင်းမှန်းပါတယ်ပြောပါတယ်ကျင်းနေတယ်ဆိုတာလေကျွန်တော်တို့ဖန်တီးလိုက်တဲ့ဖြော်ပြလိုက်တဲ့အမှုပညာတစ်ခုကပြိသက်တွေအပေါ်မှာဟိုတစုံတစ်ခုဟို ခံစားမှုမှုတစ်ခုဖြစ်စေတယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ကျင်းနေရတာပါပဲဒါကျွန်တော်တို့16ရက်နေ့ဆိုလို့ရှိရင်အခုမေလ16ရက်နေ့ဆိုရင်ကျွန်တော်တို့ဒီမွန်ရာဆိုတဲ့ရုပ်ရှင်ကားကြီးဟာတနိုင်ငံလုံးမှာယူတင်တော့မှာဖြစ်တဲ့အတွက်ကြောင့်ပြည်သက်တွေလည်းလာအောင်ကြည့်စုအပိဖို့ဝေဖန်ပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျကျေးဇူးပါကျေးဇူးနိုင်တယ်ပါ